မန်ယူအသင်းရဲ့တိုက်စစ်ကစားသမားအန်ဘိုမိုဟာပရီးမီးယားလိပွဲစဉ်၉ရက်အကောင်းဆုံးကစားသမားအဖြစ်ရွေးချယ်ခံခဲ့ရတယ်လို့သိရပါတယ်။အန်ဘိုမိုဟာဘရိုက်တန်အသင်းကို၄ဂိုး၂ဂိုးနဲ့အနိုင်ရခဲ့တဲ့ပရီးမီးယားလိပွဲစဉ်၉မှာ၂ဂိုးသွင်းယူပြီးခြေစွမ်းပြခဲ့တာကြောင့်အခုလိုရွေးချယ်ခံခဲ့ရတာပါ။ဒီစုကိုပရိသတ်တွေရဲ့ဆန္ဒမဲနဲ့ရွေးချယ်တာဖြစ်ပြီး MMO ကဆန္ဒမဲ45ရာခိုင်နှုန်းရရှိခဲ့ပြီး Van Diban က28ရာခိုင်နှုန်း၊ AZ က10ရာခိုင်နှုန်း၊ Aronson က6ရာခိုင်နှုန်း၊ Amadou Onana နဲ့ Chaka က4ရာခိုင်နှုန်း လမ်းမင်းနဲ့ကာယိုတီက200ခိုင်နှုန်းရရှိခဲ့တယ်လို့သိရပါတယ်။ပရီးမီယာလိပွဲစဉ်ရှေ့ရဲ့အကောင်းဆုံးကစားသမားဆုကိုလည်းမန်ယူနောက်ခံလို့မကွာရရရှိခဲ့တာကြောင့်ဒီဆုကိုမန်ယူကစားသမားတွေနှစ်ပတ်ဆက်တိုက်ရရှိခဲ့တာဖြစ်ပါတယ်။ပရီးမီယာလိပွဲစဉ်အလိုက်အကောင်းဆုံးဆုရရှိထားသူတွေကတော့ပွဲစဉ်တက်မှာစပါအသင်းကရစ်ချာလီဆန်ပွဲစဉ်နှစ်မှာစပါအသင်းကဘယ်လင်ညာပွဲစဉ်၃မှာလီဗာပူးကဆိုဘိုဇလိုင်းပွဲစဉ်၄မှာစပါအသင်းကဘတ်ဘောပွဲစဉ်၅မှာလီဗာပူးကဂရာဗန်ဘတ် ပွဲစဉ်6မှာမန်စီးတီးကဟာလန်ပွဲစဉ်9မှာချယ်ဆီအသင်းကဂိုင်စီတိုပွဲစဉ်10မှာမန်ယူအသင်းကမဂွာယာနဲ့ပွဲစဉ်9မှာမန်ယူအသင်းကအမ်ဘူမိုရိုဖြစ်ပါတယ်